ကဲအားလုံးပဲမင်္ဂလာပါဗျမနေ့ကမှကစားမဲ့ Crystal Play နဲ့ Man U ပွဲကလည်းတကယ်ကိုစိတ်ဝင်စားစရာကောင်းတဲ့ပွဲတစ်ပွဲပဲဖြစ်ပါတယ် Chelsea နဲ့ Arsenal တဲ့သင်းတွေကဖုံးလွှမ်းနေပေမဲ့ Crystal Play နီးပြ Oliver Glasner စီကအမောရင်တင်ယူရမဲ့3-3ကစားကွက်အတွက်ကိုရော့ကွန်ကဖော်ပြလိုက်တဲ့နီလန်း6ခုကိုပေါ်ပြပေးချင်ပါတယ် ဒီအားဒီအစောပိုင်းကအမော်ရင်ရဲ့မန်ယူတို့ကစားပွဲတွေရှုံးနေတဲ့အမော်ရင်ရဲ့3-4-3ကစားပွဲကိုပရိသတ်တွေကအမြဲအပြစ်တင်ခဲ့ကြပါတယ်။နိုင်ပွဲတွေရနေတဲ့အချိန်တွေမှာတော့မော်ရင်ရဲ့နေပြူဟာတွေကလုံးဖြစ်တယ်လို့ပရိသတ်တွေကမထင်ကြပါဘူး။မော်ရီနီနဲ့မန်ချက်စတာယူနိုက်တက်ကိုစတင်တာဝန်ယူတဲ့အချိန်ကစပြီးအသုံးပြုခဲ့တဲ့3-4-3ကစားဝတ်ကပရိသတ်တွေရဲ့အပြစ်တင်တန်တွေထဲမှာရောက်ရှိလို့နေခဲ့ပါတယ်။မန်ယူပရိသတ်အများစုကတော့အမော်ရီရဲ့3-4-3ကစားဝတ်ကပရီးမီးယားလိမှာလုံးမဖြစ်ဘူးလို့အမြဲရှုံးချခဲ့ကြပါတယ်။ ဒါမှမဟုတ် Crystal Palace နီးပြ Glasner ကဒီယူအဆောက်ကိုပုံမှန်လှန်ပြီးစံကျင်ကြောင်းတက်သေးပြလို့နေပါတယ်။လက်ရှိ Crystal Palace လိုအနေနဲ့အမှတ်ပေးစရာအဆင့်၅နေရာမှာရပ်တည်နေပြီးသူတို့ရဲ့၃လေး၃ကစားဝက်ကကလပ်သမားရဲ့အကောင်းဆုံးအချိန်ကာလတစ်ခုကိုရှာဖွေပေးခဲ့လို့ FA Flora နဲ့ Community Dino ကိုလည်းအားယူပေးထားနိုင်ခဲ့ပါတယ်။ Crystal Palace ကိုတာဝန်ယူရတဲ့အချိန်နှစ်နှစ်မပြည့်သေးပေမဲ့ Glasner အနေနဲ့ပထမဦးဆုံး Major Player တစ်လုံး ရယူပေးနိုင်ခဲ့သလိုပထမဦးဆုံးဥရောပပြိုင်ပွဲကိုလည်းခေါ်ဆောင်နိုင်ခဲ့ပါတယ်။ပိုပြီးအန်အားသင့်စရာကောင်းတော့ကကလပ်သမိုင်းတစ်လျှောက်ပထမဦးဆုံးကြီး16ပွဲဆက်ရှုံးဝင်းပြည့်စင်ချိန်ကိုပါတင်နိုင်ခဲ့ပါတယ်။ဒါမှမဟုတ်လည်းပြောင်းမြန်နေတဲ့မန်ယူနီးပြအမော်ရီအနေနဲ့သူ့ရဲ့3-4-3ကစားကအလုံးမဖြစ်ခဲ့ပဲမနစ်ကမန်ယူတို့အနေနဲ့52နှစ်အတွင်းအဆိုးဝါးဆုံးရည်တည်မှုဖြင့်အဆင့်15နဲ့ရာသီသိမ်းခဲ့ရပါတယ်။ဒါကြောင့်ဂိုဒော့ကွန်ရဲ့ကလောင်ရှင်ကဂလက်စနာစီကနေအမော်ရီတင်ယူရမယ့်6-6ချက်ကိုဖော်ပြပေးလိုက်ပါတယ်။ နံပါတ်၁ကစားသမားတွေကိုအခြေခံပြီးကစားကွက်ကိုရွေးချယ်ပါမော်ရီနက်ဂလစ်နာတို့ကဒီဘက်ခေတ်ဘောလုံးလောကရဲ့3-4-3ကိုဆက်စပ်မြဲအသုံးပြုနေတဲ့နီးပြောင်းတွေဖြစ်မှတ်တမ်းတင်လို့ထားပါတယ်သူတို့အနေနဲ့3-4-3ကစားကွက်နဲ့အောင်မြင်မှုချို့ရနိုင်ခဲ့တဲ့နီးပြောင်းတွေလည်းဖြစ်ပါတယ် မော်ရီနီနဲ့3-3ကစားပွဲကိုသူစတင်နှီးပြခဲ့တဲ့အပျော်ရန်ကလပ်မှာကလေးကစတင်အသုံးပြုခဲ့ပြီး Glasner ကတော့ Freiburg နှီးပြဖြစ်မှသာစပြီးအသုံးပြုခဲ့ပါတယ် Glasner ကကျွန်တော်နှီးပြပွဲအစမှာကစားပွဲအတိုင်းကိုအသုံးပြုခဲ့ပါတယ်ကျွန်တော် Austria မှာ4-2ကစားပွဲနဲ့ရာထူးတိုးခဲ့တာပါနောက်တော့ကျွန်တော်3-3ကိုပြောင်းသုံးကြည့်တယ်ဒါပေမဲ့တိတ်တော့အလုံးမဖြစ်ဘူးပြကျွန်တော် Wolfsburg ရောက်တော့4-3-1ကိုအသုံးပြုခဲ့ပါတယ် Wolfsburg ရဲ့လူစင်းရ4-3-1ကအတော်လေးကိုအဆင်ပြေပါတယ်ဒီ4-3-1ကစားပွဲနဲ့ပဲကျွန်တော်တို့ Champions League ဝင်ရောက်ကစား ားနိုင်ခဲ့ပါတယ်။နောက် front back ရောက်တယ်သူတို့ကအရင်ကတည်းကနောက်တန်း၃ယောက်နဲ့ကစားတတ်တဲ့အသင်းမှာဒါပေမဲ့ကျွန်တော်လက်ထက်မှာပို့ပြီးအလုပ်ဖြစ်ခဲ့ပုံရပါတယ်။ကျွန်တော်ကတော့ကျွန်တော်မှရှိတဲ့ကစားသမားတွေကိုအရင်ကြည့်ပါတယ်။သူတို့ဘယ်ကစားဘက်ကပို့ပြီးတင့်တော်မလဲဆိုတာကိုကျွန်တော်အမြဲသုံးတတ်တယ်။ပြီးတော့စမ်းသက်သုံးဆွဲကြည့်ပါတယ်။သူတို့နဲ့အစဉ်ပြေရင်ဒီကစားခွက် OK ပြီပေါ့ကျွန်တော်အကြိုက်ဆုံးကတော့လေးလေးနှစ်ပါဒါပေမဲ့မှန်ကန်တဲ့ကစားသမားတွေရှိမနေရင်ကျွန်တော်အတွက်အစဉ်မပြေပါဘူးဒါကြောင့်မှန်ကန်တဲ့လူကိုမှန်ကန်တဲ့နေရာမှာပဲအရင်ဆုံးရှာဖွေကြည့်ပါတယ် အမော်ရင်ရဲ့အဓိကအားနည်းချက်ကတော့ Old Trafford ကိုရောက်လာကြတဲ့ကမန်ယူနဲ့ကိုက်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 သူ့ကစားကွင်းနဲ့တေချာပေါက်ကစားမယ်လို့စီစဉ်ထားခဲ့တာပါ။လက်ရှိမန်ယူနေနဲ့တိုက်စစ်အတွက်တောင်းပန်ကစားသမားတွေများနေပေမဲ့တိတိယောက်ကစားနိုင်တဲ့ဝင်းဘက်တွေကတော့ရှိမနေပါဘူး။အမော်ရင်နဲ့ Everton နဲ့ပွဲမှာနီဗျူကအပြောင်းလဲလိုအပ်နေတဲ့အချိန်မှာတော့ကောင်းပါခဲ့ပြီးသူ့ရဲ့ကစားကွင်းကိုပဲဆွဆဲမြဲမြဲအသုံးပြုခဲ့ပါတယ်။ဒါက Glasner ရဲ့စံချိန်ပဲဖြစ်ပြီးလက်တွေ့ကြမှုနဲ့ကင်းမဲလို့နေပါတယ်။ဘက်နှစ်ဘောလုံးပိုက်ဆိုင်မှုကိုအာယုံစိုက်လုံးခြင်း ပက်ကွာဒီယိုလာဘာစီလိုနာကိုကင်တွယ်နေတော့ကဥရောပရဲ့နီးပြတော်တော်များကပက်ရဲ့ဘောလုံးပိုက်ဆိုင်မှုအသားပေးကစားွက်ကိုအတော်လေးဆွဲလန်းခဲ့ကြပါတယ်။ဒါကြောင့်ထိုနှစ်ကာလတွေတုန်းကအသင်းတိုင်းကဘောလုံးပိုက်ဆိုင်မှုအတော်လေးကိုကြိုးစားလာကြပါတယ်။သိပ္ပံကြင်နှစ်တွေမှာပက်ကိုရိုင်းတော်ဘောလုံးကိုတစ်ဖက်အသင်းနဲ့ဟန်ချင်းကြီးအောင်ထိမ့်ပြီးတော့ကစားလာပါတယ်။ဒီအားသီးဆိုရင်ပက်အနေနဲ့နောက်ထပ်တစ်ထစ်ရှော့ချပြီးအာဆနယ်နဲ့ပွဲမှာအာဆနယ်ကိုဘောလုံးပေးကင်ပြီးခန်းစစ်ကစားပုံနဲ့ကစားခဲ့ပါတယ်။ပက်လိုလက်ရှိကမ္ဘာအကောင်ဆုံးနီးပြတယောက်အနေနဲ့ ကြောင်းလဲချိန်တန်ရင်ကစားပွဲကိုအသေးမထားပဲပြောင်းလဲနေမိမယ်မော်ရင်ကတော့ Everton အသင်းကိုတယောက်သားနဲ့ကစားနေပေမဲ့ဘောလုံးမဲကင်ပြီးအနိုင်မရခဲ့ပါဘူး တစ်တန်းတွေအရ343ကစားခွင့်နဲ့ကစားတဲ့အသင်းချင်းတူတူလက်ရှိ12ပွဲကစားပြီးချိန်အထိပယ်လီတို့ကဘောလုံးပိုင်ဆိုင်ခွင့်အဆင့်မန်ယူထုတ်တဲ့နိုင်နေပေမဲ့အဆင့်9မှာရပ်တည်နေပြီးမန်ယူတို့ကတော့အဆင့်10မှာရပ်တည်လို့နေပါတယ်ပယ်လီတို့အနေနဲ့လီဗာပူးကိုနိုင်ရတဲ့ပွဲစဉ်မှာဘောလုံးပိုင်ဆိုင်မှု36.500ကိုင်နှုန်းသာရှိခဲ့ပြီးဘရိုက်တန်နဲ့ချက်စီတို့ကစားခွင့်တဲ့ပွဲစဉ်မှာလည်းဘောလုံးပိုင်ဆိုင်ခွင့်41ရာကိုင်နှုန်းသာရှိခဲ့ပါတယ် ပန်လီတို့အနေနဲ့ဘောလုံးပိုက်ဆံမှုအသာနဲ့အနိုင်ရတဲ့ပွဲစဉ်ကပြီးခဲ့တဲ့ရာသီကဘန်လီနဲ့ပွဲတင်တာရှိပါသေးတယ်။လက်ရှိမှာတော့ဘောလုံးကန်ရင်ဘာမှမလုပ်နိုင်တဲ့အမော်ရီရဲ့ကစားကွက်ပေါ်ယူနိုက်တက်ပရိသတ်တွေကစိတ်မရှိတော့သလိုအယုံကြည်မှုလည်းနည်းလို့လာနေပါတယ်။ဘယ်ဘက်သုံးယုံကြည်ရတဲ့တိုက်စစ်မှုတယောက်ပိုင်ဆိုင်ခြင်း ပြီးခဲ့တဲ့ယာစီကပယ်လီနဲ့ United ပွဲစဉ်မှာ Man U ကို4-0နဲ့ပွဲထွက်လာတဲ့အမော်ရင်ကိုတိုက်စစ်မှုတစ်ယောက်ကဘလောက်အရေးကြီးကြောင်းမာတီတာက2ဂိုးသွင်းပြီးတင်ကြားပေးခဲ့ပါတယ်။အဆိုပါပွဲစဉ်ကရှီတန်းကိုဥဆောင်မှု Premier League အပေါင်းအဝါရတိုက်စစ်မှုရှိခြင်းကဘလောက်အားသာတယ်လဲဆိုတာကိုတင်ကြားခဲ့ရပါမယ်။အမော်ရင်ကတော့အခုချိန်ထိအင်စာမကြေသေးပါဘူး။ဘာတီတာကိုနွေရာသီက United တို့ရဲ့ပြည်ပြည်စုံနဲ့ခေါ်ယူမှုဖြစ်တစ်ပေးခဲ့ရမယ်။ Huaylan နဲ့တူညီတဲ့အားနည်းချက်ရှိနေတဲ့ Shaqo ကိုပဲသူတို့ရွေးချယ်ခဲ့ကြပါတယ်။လက်ရှိ Shaqo အနေနဲ့ဒုတိယအကြောင်း ပွဲထွက်ခွင့်6ပတ်ခန့်ပျောက်ဆုံးတော့မှာဖြစ်သလိုအမောင်ရင်အနေနဲ့လည်းအလုံးမဖြစ်တဲ့ for sign နေရာမှာကိုညာကိုထည့်ပြီးအဆင်မပြေတဲ့ကစားကွက်နဲ့ကစားနေရအောင်မှာပဲဖြစ်ပါတယ်။ Beverly Townben Norton လူတွေကိုမှန်ကန်တဲ့တောင်ပံတွေမှာအသုံးပြုခြင်းဝင်းဘက်တွေက3-3ကစားကွက်အတွက် Interma ကိုအရေးပါတဲ့လက်နက်တွေပါ။အမောင်ရင်မှာရှိနေတဲ့ Man U လူစရင်အရာတော့တယောက်မှအဲ့ဒီနေရာတွေအတွက်အန်ကိုက်မနေပါဘူး။အမက်တီယာလိုလိုတက်လန်းများရှိတဲ့ကစားသမားလေးဟာသူနဲ့အက်ဆက်တဲ့နေရာမှာကစားနေရတဲ့အတွက်အားနည်းချက်တွေကိုအများကြီးဖြစ်ပေါ်လာစေပါတယ်။ အာမန်အနေနဲ့တောင်ပန်ကစားသမားဖြစ် MU နဲ့တွဲဖက်ကစားနိုင်ပေမဲ့ခန်းစစ်ပိုင်းလိုက်ကစားတဲ့နေရာမှာအာနက်ချက်တွေအတော်လေးများခဲ့ပါတယ်။ Nordian နဲ့ Forest နဲ့ပွဲကအာမန်ရဲ့ခန်းစစ်လိုက်ပါမှုအာနက်ချက်ကိုအတော်လေးပေါ်လွင်ခဲ့ပေမဲ့ Amorin ကတော့မတိကျုံညွန့်ပြုတ်ခဲ့ပါတယ်။ဒီကိုတာလောင်းအနေနဲ့ပိုပြီးဆိုးွားခဲ့လို့ညာတန် ပဲအာတန်တဲ့ကစားသမားကိုဘယ်ချမ်းမှမကြခဏအသွုံးပြုနေခြင်းကကစားသမားအတွက်လည်းအတော်လေးကိုထိခိုက်စေပါတယ်ဒီလိုအမားမျိုးကိုလီပေါင်းနီးပြအန်ဆလော့ကလည်းလက်တော်မှာပြုလို့နေပါတယ်ဆိုဘော့စလိုင်းကိုညာနောက်ခံနဲ့ကစားတဲ့အခါအားနည်းချက်တွေအတော်လေးများခဲ့ပြီး PFG ကိုမရှုံးသင့်မဲ့ဂိုးပြတ်ရှုံးနေခဲ့ရပါတယ်မယူကန်ဝင်နောက်ခံလို့ကဲနေဗီကအေဗာနန်ရဲ့ပွဲမှာပက်ထရစ်ဒူဂူကိုထုတ်ပြီးဒါလောနဲ့လူစားလဲခဲ့မှုပေါ်ဒေါသပုံထားခဲ့ပြီးဂျီမီကာရီကာက သူကတယောက်ချင်းနိုင်ရတဲ့အင်တမောက်ကိုအားနည်းတဲ့ကစားသမားပါလက်ရှိကစားပုံနဲ့သူထက်မြက်တဲ့ပေးပို့မှုတွေလုံးဆောင်နိုင်ဖို့မလွယ်ကူပါဘူးဒီလိုအချိန်မှာအသုံးမွင့်တဲ့လူသားလဲမှုတစ်ခုကိုပြုလိုက်တာကအင်တမောက်ကိုအံ့ဩစရာကောင်းပါလေလို့အစီအစဉ်ကြီးညာရဲ့ထည့်သွင်းပြောကြားလို့သွားခဲ့ပါတယ်ဂလက်စနာအနေနဲ့ကတော့ညာချေကစားသမားမူနစ်ကိုညာတော်ဝင်မှာတာဝန်ပေးပြီးမူနစ်အနေနဲ့၁၂ပွဲကစား၂ဂိုးသွင်းယူပြီး၂ဂိုးဖန်ပြီးပေးထားနိုင်ပါတယ် ဘဲဂျီအာသန်နဲ့တိုင်ရစ်မစ်ချယ်အနေနဲ့လည်းပုံမှန်ခြေစွမ်းပြလို့ဆနပွဲကစားပြီးတကိုးသွင်းယူပေးထားနိုင်ပါတယ်။မူနစ်နဲ့ဂလစ်နာလက်ထက်မှာပရီးမီးယားလိ16ကိုပောင်ဝင်ပတ်သက်ထားပြီးမစ်ချယ်အနေနဲ့17ကိုပောင်ဝင်ပတ်သက်လို့ထားပါတယ်။ဒါဒါရီကကိန်းကနန်းတွေပါပွဲအတွင်းမှာတော့ဒီကစားသမားနှစ်ယောက်ရဲ့အားကပွဲပေါ်အများကြီးဒီထက်ပိုပြီးတက်ရောက်မှုရှိပါတယ်။နဗက်ငါကွင်းလယ်မှာဘောလုံးဖြန့်ဝေမှုတိကျလုံးနိုင်သူကိုပဟိုပြူတိဆောက်ခြင်းပယ်လီစ်တို့မန်ယူကိုလေကိုကူမရှိနဲ့အနိုင်ယူပြီးမန်ယူနီးပြတန်ဟက်ကို ဖီအားအောက်ပို့လိုက်တဲ့ပွဲမှာအရေးပါဆုံးကစားသမားကအက်တန်ဝါတန်ပါဝါတန်နေတဲ့ပွဲလေးနဲ့ပွဲဥထွက်ခုနှစ်ပွဲမှာ6ပွဲအနိုင်ရအောင်ဆွမ်းဆောင်ပေးထားနိုင်ခဲ့ပါတယ်အနိုင်ရတဲ့ပွဲစဉ်တွေမှာမန်ယူကို၄ဂိုးဂိုးမရှိအက်စတွန်ဘီလာကို၅ဂိုးဂိုးမရှိပွဲတွေပေါဝင်ခဲ့ပြီးဝါတန်ရဲ့တိကျတဲ့ပေးပို့မှုနဲ့ကွင်းလယ်ထိန်းချုပ်မှုအားကထိုးပွဲတွေမှာအင်တာမားကိုခရာကျခဲ့ပါတယ် မနေ့ကဝါတန်ပြောင်းရွှေ့လာပြီးနောက်လီဗာပူးနယူကာဆယ်ဝက်ဆမ်မန်ယူတို့ကိုဇက်တက်အနိုင်ယူနိုင်ခဲ့ပါတယ်။လက်ရှိမန်ယူရဲ့ကွင်းလယ်ကစားသမားကက်စမဲရိုအနေနဲ့ကစားပွဲရဲ့တစိမ့်တစ်ပိုင်းကိုသာအင်ပစ်အာပစ်ကစားနိုင်တဲ့အသက်အရွယ်အပိုင်းခြားကိုရောက်ရှိလို့နေပြီဖြစ်လို့အနာဂတ်မှာဝါတန်တာမှုအယ်လီယော့အန်ဒါဆန်တို့ကိုချဉ်းကပ်ဖို့လိုအပ်နေပြီပဲဖြစ်ပါတယ်။ ဘက်ကြောက်ကစားသမားတွေကိုယုံကြည်ခြင်းမော်ရီနင်းနဲ့ပွဲတွေရှုံးနိမ့်တဲ့အခါမှာကစားသမားတွေကိုထူးဆန်းတဲ့အကဲဖြတ်မှုတွေမှတ်ချက်တွေပေးရသလိုကျွန်တော်ကသမိုင်းတစ်လျှောက်အဆိုးဆုံးမန်ချက်စတာယူနိုက်တက်အသင်းကိုကင်တွယ်နေရတဲ့အချိန်တွေပါဆိုရဲထုတ်ပြန်ချက်တွေအင်တာဗျူးတွေပါမထင်မဲ့ဒေါ်ရကြီးတုံ့ပြန်မှုတွေကမီဒီယာတွေအတွက်သတင်းကောင်းတွေရနေမယ်အသင်းကတော့ပိုပြီးကြာဆင်းလို့လာနေပါတယ်ခေါင်းတလေးမှာအမော်ရီနင်းနဲ့ရန်ကိုယိုသားလုံးနေတာကပရီးမီးယားလိအထာမနဲ့သေးတဲ့အချိန်တွေပါဒါတွေကသူ့ကိုယုံကြည်မှုတွေရောကြစေပါတယ်ဂလက်စနာကတော့အမော်ရီနဲ့ခြားနားပါတယ် ဂလက်စနာလေးနဲ့မန်စီးတီးကို9ကို2ကိုနဲ့ရှုံးလေးနဲ့ပွဲပြီးမှညင်ညူမနေပဲကျွန်တော်တို့မန်စီးတီးနဲ့ထပ်ဆုံရင်ဒီကစားကွက်နဲ့မကစားတော့ပါဘူးကျွန်တော်တို့အနေနဲ့မန်စီးတီးကိုဘယ်လိုကစားရမလဲဆိုတဲ့ အဖြစ်ကိုရရှိထားပါပြီလို့ပြောကြားခဲ့သလို FA Flapoli ဘွဲမှာလည်း City ကိုအနိုင်ယူပြခဲ့ပါတယ် မနစ်ကမန်ယူတို့ကိုနှစ်ကြိမ်စလုံး၉ပြတ်အနိုင်ယူနိုင်ခဲ့လို့တရားစီလီဗာပူးတို့ကိုလည်း၃ပွဲလုံးအနိုင်ယူထားနိုင်ခဲ့ပါတယ်။ဂလက်စနာကထိတ်တန့်အသင်းကြီးတွေကိုလေးစားဖို့ကအင်မတန်မကိုအရေးကြီးပါတယ်။ဒါပေမဲ့ကိုကိုမယုံကြည်နိုင်လောက်အောင်ထီတော့လေးစားနေဖို့မလိုပါဘူး။ကျွန်တော်တို့ကဒါကမန်စီးတီးဟာဒါကအာဆင်နယ်ဟာဆိုတဲ့စိတ်ဓာတ်နဲ့သာကစားနေရင်ဘရောမအနိုင်ရမှာမဟုတ်တော့ပါဘူး။သူတို့ကလည်းငါတို့လိုဘောလုံးအသင်းတစ်သင်းမှပဲကွာလို့လက်ခံထားရမှာပါ။ ။ဘက်စနာအနေနဲ့ဒီအချက်တွေကိုအခြေခံပြီးတန်းဆင်းစုံနဲ့မရောဖို့ရှောင်ရှားနေတဲ့အသင်းကိုပုံမှန်တဲ့ပိုတဲ့အခြေအနေတစ်ခုကိုပို့ဆောင်ထားနိုင်ခဲ့ပါတယ်။ဒါတွေကဂလက်စနာစီကနေအမော်ရင်သင်ယူရမယ့်အချက်တွေပါ။မန်ယူပရိသတ်တွေအနေနဲ့ချက်ချောက်ချက်နဲ့ပတ်သက်ပြီးကိုယ်ပိုင်အမြင်လေးတွေရှိရင်လည်းအမျှဝေပေးပါဦး။